်မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တဖွဲ့ချင်းတဆူချင်းတတိတာချင်းတော်လန်တိုက်ခိုက်ရမည့်အချိန်မဟုတ်တော့ပဲအားလုံးစည်းလုံးညီညွတ်မှုဖြင့်တော်လန်ရေးနောက်တစ်ဆင့်တက်ရန်တိုင်းသားကောင်းဆောင်များယုံကြည်လက်ခံထားမကြမီတိုးတက်ပြောင်းလဲစုစည်းညီညွတ်ပေါင်းစပ်မှုများပေါ်လာမည်ဟုဒေါက်တာဇော်ဝေဆိုပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် တဖွဲ့ချင်းတဆုချင်းတက်တေတာချင်းတော်လန်တိုက်ခိုက်ရမည့်အချိန်မဟုတ်တော့ပေအားလုံးစူးစီးညီညွတ်စွာဖြင့်စူပေါင်းကောင်တက်ညီလက်ညီတော်လန်ရေးတိုင်းသားတက်ခေါင်းဆောင်များရုံကြည်လက်ခံထားကြကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေဆိုးကပြောဆိုလိုက်ပါတယ်။ NUG ပြန်ကြားရေးသတင်းမီဒီယာဖြစ်သော VVTV သတင်းဌာနနှင့်တည်ထောင်တွေ့ဆုံမေးမြန်းခန်းတွင်ဒေါက်တာဇော်ဝေဆိုးကအထက်ပါတိုင်းပြောဆိုလာခြင်းဖြစ်ပါတယ်။ လက်ရှိຫນွေဥဒေါ်လာရေးသည်2021ခုနှစ်ကာလအခြေအနေနှင့်မတူညီပင်တိုးတက်ပြောင်းလဲမှုများစွာရှိနေကြောင်းဒေါ်လာရေးမှလွတ်မြောက်ဒေသများကိုအခြေခံပြီးဒေါ်လာရေးနောက်တစ်ဆင့်တက်ရန်ပြင်ဆင်လျက်ရှိကြောင်းဒေါ်လာရေးကိုပြုပြင်ပြောင်းလဲပြီးအစင်းမြင့်တင်ရတွင်တိုင်းသားဒေါ်လာရေးတက်ဖွဲ့များ၏စူးစီးညီညွတ်မှုကအရေးကြီးကြောင်း၎င်းကဆိုပါရယ်အခုအချိန်ဟာ2025 2026ဟာတက်စုချင်းတက်ဖွဲ့ချင်း တတိယချင်းစီစဉ်ရမယ်တတိယချင်းတိုက်ရမယ်တော်လန်ရမယ်အချိန်မဟုတ်တော့ပါဘူးအားလုံးပေါင်းစီပြီးတပြိုင်နက်တည်းတက်ညီလက်ညီအလုပ်လုပ်ကြရတော့မယ်အချိန်တော်လန်ရမယ်အချိန်တိုက်ပွဲဝင်ရတော့မယ်အချိန်ဖြစ်တယ်လို့လေကျွန်တော်အဖွဲ့အစည်းအသီးသီးနဲ့ခေါင်းဆောင်တွေကိုပြောပြပါတယ်အားလုံးကလည်းယုံကြည်လက်ခံကြပါတယ်အဲ့ဒီတော့မကြမီအချိန်အတွင်းမှာတိုးတက်ပြောင်းလဲမှုတွေနဲ့စူးစီးညီညွတ်မှုတွေပေါင်းစပ်မှုတွေပေါ်ပေါက်လာမယ်လို့ကျွန်တော်မြင်ပါတယ်ဟုဒေါက်တာဇော်ဝေဆိုးကပြောဆိုပါတယ်တိုင်းသားများအားလုံးပါဝင်သော ဖွဲ့စည်းမှုနှင့်စုစည်းတည်ဆောက်မှုမျိုးဆက်သွားနိုင်ရေးအတွက်ဆွေးနွေးတိုင်ပင်မှုများရှိနေပြီးသဘောတူညီမှုများလည်းရှိနေကြောင်းအားလုံးစူးစမ်းနေကြကြောင်းတိုင်းသာတော်လှန်ရေးကောင်းဆောင်များဘူချုပ်များနှင့်တွေ့ဆုံပြီးတော်လှန်ရေးအောင်မြင်စွာတိုက်နိုင်ရေးဆွေးနွေးခဲ့ကြောင်းသိရပါတယ်။တော်လှန်ရေးအချို့က free form လို့ပြောတယ်။တချို့ကလည်း upgrade လို့ပြောတယ်။အားကောင်းအောင်လို့ကျွန်တော်တို့တိုင်းသာတော်လှန်ရေးအဖွဲ့အစည်းများနှင့်စူးစမ်းညီညွတ်ခြင်းဟာပါဝင်ကြခြင်းဟာအရေးကြီးတယ်ဆိုတာအားလုံးလည်းယုံကြည်ကြတယ်။ အားလုံးလဲဒါကိုစူးစမ်းနေကြရတဲ့ဆိုတာအားလုံးသိပြီးဖြစ်ပါတယ်။အားလုံးပါဝင်တဲ့တိုင်းသားတော်လည်းခေါင်းဆောင်တွေပါဝင်တဲ့ဖွဲ့စည်းမှုစုစည်းမှုတည်ဆောက်မှုမျိုးနဲ့ဆက်သွားဖို့လိုတယ်ဆိုတာကျွန်တော်တို့အားလုံးဆွေးနွေးပြကြတယ်၊တိုင်ပင်ပြကြပါတယ်။အားလုံးလဲသဘောတူကြပါတယ်။ဒါကြောင့်ကျွန်တော်ဗိုလ်ချုပ်တွေခေါင်းဆောင်တွေကိုပြောခဲ့တယ်လို့ပဲအခုအချိန်မြန်မာနိုင်ငံရဲ့အနာဂတ်ကျွန်တော်တို့တော်လည်ရဲ့အနာဂတ်ဟာခေါင်းဆောင်တို့ဗိုလ်ချုပ်တို့ရဲ့ပခုံးပေါ်မှာရောက်နေပြီ။ ခေါင်းဆောင်တို့ဗိုလ်ချုပ်တို့ပါဝင်မှသာလျင်ကျွန်တော်တို့ဒေါ်လာရေးကိုအမြန်ဆုံးနဲ့အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်မယ်တိုက်ပွဲဝင်နိုင်မယ်ဆိုတာကျွန်တော်တို့ပြောပြပါတယ်ပြောပြသလိုပဲအဖွဲ့အစည်းတိုင်းခေါင်းဆောင်တိုင်းကယုံကြည်တယ်ဆိုတာကိုတော့ကျွန်တော်ဒါ informal meeting တွေမှာကျွန်တော်တွေ့ရှိခဲ့ရပါတယ်ဟုဒေါက်တာစောဝေဆိုကဆိုပါတယ် NUG ပြည်တော်စုဝင်ကြီးဒေါက်တာစောဝေဆိုသည်ပြပတွင်ရောက်ရှိနေရမှမြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်ပြီးအစိုးရအခွင့်အတော်ဝင်များနှင့်တော်လှန်ရေးတာဝန်များကိုအချိန်ပြည့်တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၎င်းကထုတ်ဖော်ပြောဆိုထားပါသည် ဆက်လက်ပြီးစစ်တပ်ပြန်ဖော်တဲ့ပါတီစုံဒီမိုကရေစီစနစ်ပြည်သူလက်ထက်အရောက်အနှင်းတော့မယ်လို့စစ်ကောင်းဆောင်ကြွေးကြော်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။နိုင်ငံအာဏာကိုလက်နက်အားကိုနဲ့သိမ်းယူထားတဲ့စစ်တပ်ကသူတို့ပြန်လည်ဖော်ဆောင်တဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုပြည်သူလက်ထက်အရောက်အနှင်းတော့မယ်လို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောပါတယ်။စစ်ကော်မရှင်ရဲ့ဥက္ကဋ္ဌဖြစ်တဲ့အာနာသိန်းစစ်ကောင်ဆောင်ကအောက်တိုဘာ၁ရက်နေ့မှာကျင်းပတဲ့62ကြိမ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေခန္ဓာမှာပါတီစုံဒီမိုကရေစီစနစ်နဲ့ ပတ်သက်ပြီးထည့်သွင်းပြောဆိုခဲ့တာပါပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာရွေးကောက်ပွဲဟာအဓိကအကြဆုံးဒီမိုကရေစီကျင့်စဉ်တစ်ရက်ဖြစ်ပြီးဒီဇင်ဘာ28ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုစတင်ကျင်းပတော့မယ်လို့ဆိုပါတယ်ပြည်သူတွေလိုလားတောင်းတခဲ့တဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုတမတော်ကပြန်လည်ဖော်ဆောင်ခိုင်မာစေပြီးပြည်သူလက်ကိုအရောက်အနှင်းတော်မှာဖြစ်တယ်လို့စေကောင်းဆောင်ကပြောပါတယ်ဒါကြောင့်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်သူ့လုံခြုံရေးကိုအလေးထားလှုံ့ဆော်ကြဖို့နဲ့ပြည်သူအလုံးဝိုင်းဝန်းပူပေါင်းကြိုးပမ်းပေးကြဖို့သူကတိုက်တွန်းတာပါ။ကျောင်းသားကောင်းဆောင်ဟောင်းကိုမင်းသွေးတစ်ကစစ်ကောင်းဆောင်ပြောတဲ့ဇာတ်ကားဟာမြန်မာပြည်ရဲ့အတွင်းသယုံနဲ့ကြည်ရင်ဆေအာနာရှင်စနစ်သေးကိုတွင်ပြီးမှသူတို့လူကျင်တဲ့ပုံစံနဲ့ပြည်သူကိုပြန်ချပေးတာလို့သုံးသပ်ပါတယ်။မင်းအောင်လှိုင်ပြောတဲ့ဇာတ်ကားကနိုင်ငံရေးအရပြောရင်မှန်ကောင်းမှန်နိုင်တယ်။ကြပါမယ်မြန်မာပြည်ရဲ့အတွင်းသယုတ်အနေနဲ့ပြန်ကြည့်ရင်စစ်အာဏာရှင်စနစ်အောက်သေးကိုတွင်ပြီးမှသူတို့လိုချင်တဲ့ပုံစံကိုပြည်သူကိုပြန်ချပေးတာဖြစ်တယ်။ အဲ့ဒါကလည်းလူထုကောင်းစားရေးအတွက်မဟုတ်ပဲဆေအာနာရှင်တွေအာနာဆက်လက်စုပ်ကိုင်ထားနိုင်ဖို့အာနာဆက်လက်ရပ်တည်နိုင်ဖို့ပြုလုပ်တဲ့ကိစ္စဖြစ်တဲ့အတွက်ဒါကနိုင်ငံရေးဖြစ်စဉ်လို့ပြောလို့မရတော့ပါဘူး။ဒါကအာနာယူတဲ့အာနာသိန်းစစ်တပ်ကဥဆောင်ပြီးလုပ်တဲ့ဆေအာနာရှင်စနစ်အမြင့်ခိုင်ဖို့အခြေခံဖို့ရှာတူးမစွန့်ဖို့အတွက်လှုပ်တဲ့ထွက်ပေါက်လို့ပဲပြည်သူတရေလုံးကယူဆပါတယ်လို့ဆိုပါတယ်။စစ်တပ်ရဲ့တာဝန်ဖြစ်တဲ့နိုင်ငံတော်ကာကွယ်ရေးကလွယ်လို့ကြံကိစ္စတွေမှာဝင်မပါတဲ့ professional စစ်တပ်အဖြစ် အစာထိုးထူထောင်နိုင်မှသာမြန်မာနိုင်ငံရဲ့ဒီမိုကရေစီဟာအခြေခံပြီးအေးချမ်းဖွံ့ဖြိုးတဲ့လမ်းကြောင်းပေါ်ရောက်နိုင်မယ်လို့သူကမှတ်ချက်ပြုပါတယ်။ခေတ်ဆက်ဆက်စစ်အာဏာသိမ်းမှုတွေရှိခဲ့တဲ့မြန်မာနိုင်ငံမှာပြည်သူလူထုတွေဟာစစ်တပ်အလို့ကျရေးဆွဲထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအရအယက်သားအစိုးရစစ်စစ်အုပ်ချုပ်တဲ့ဒီမိုကရေစီရဲ့အနှစ်သာရကို၅နှစ်လောက်သာခံစားခဲ့ကြရတာပါ။ လူလူရဲ့ဆန္ဒနဲ့မဲပေးရွေးချယ်ခဲ့ကြတဲ့2020ပြည်နှစ်အထွေထွေရွေးကောက်ပွဲမှာမဲစရင်မှားရွက်မှုအကြောင်းပြချက်နဲ့စစ်တပ်ကနိုင်ငံအာဏာကိုတကြော့ပြန်သိမ်းယူမှုဟာဒီမိုကရေစီစနစ်ကိုစိတ်သုံးစေခဲ့တယ်လို့ဖြီးရင်းစစ်ကိုတွန်းပို့ခဲ့တယ်လို့လေးလာသူတွေကသုံးသပ်ကြပါတယ်။ဒီအကြက်တဲကိုဖြေရှင်းဖို့စစ်တပ်ကနိုင်ငံရေးထွက်ပေါက်အဖြစ်လွတ်လပ်တရားမျှတတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြီးအနိုင်ရပါတီကိုနိုင်ငံအာဏာလွှဲပြောင်းပေးသွားမယ်လို့စစ်ကောင်ဆောင်ကအမြဲတစေအသံကောင်းဟင့်နေတာပါ။ ရှာမညာဖက်ဒရယ်အင်အားစုသည် NRF ပြောခွင့်ရနိုင်ပြီတာကမြန်မာပြည်ရဲ့နိုင်ငံရေးနဲ့အပြောင်းလဲကိုစစ်တပ်ကသာဖော်ဆောင်ရမယ်ဆိုတဲ့အစွဲလမ်းမျိုးစစ်တပ်ထဲရှိနေပေမယ့်လက်တွေ့မှာတော့ပြည်သူတွေလိုလားတောင်းတတဲ့အပြောင်းလဲမျိုးမဟုတ်ဘူးလို့သုံးသပ်ပါတယ်။စစ်တပ်မှာကဘာဆွဲလမ်းမှုတစ်ခုရှိလဲဆိုတော့မြန်မာပြည်ရဲ့နိုင်ငံရေးကိုစစ်တပ်ကပဲဦးဆောင်ရမယ်။မြန်မာပြည်ရဲ့နိုင်ငံရေးအပြောင်းလဲကိုစစ်တပ်ကပဲဖော်ဆောင်ရမယ်။စစ်တပ်ကလုတ်ပေးတဲ့အပြောင်းလဲကမြန်မာပြည်အထွတ်အခွင့်အကောင်းဆုံးဖြစ်တယ်ဆိုတဲ့ဆွဲလမ်းမှုမျိုးရှိတယ်။ အဲ့ဒီတော့အပြောင်းလဲဆိုတဲ့နေရာမှာပြည်သူတွေတကယ်လူလားတောင်းတတဲ့အပြောင်းလဲမျိုးကသာလျင်ပြည်သူအတွက်နိုင်ငံအတွက်အကောင်းဆုံးဖြစ်တယ်။ဆေအုစုကသူ့စိတ်တိုင်းကြလုပ်လိုက်တဲ့အပြောင်းလဲတစ်ခုဗဇက်ကပဲပြောပြီးတော့လက်တွေမှာတကယ်ဖြစ်မလာတဲ့အပြောင်းလဲမျိုးဆိုတာပြည်သူတွေတကယ်လူလားတောင်းတတဲ့အပြောင်းလဲမျိုးမဟုတ်ဘူးလို့ဆိုပါတယ်။အနာသိန်းစစ်တပ်ကနေအသွင်ပြောင်းစစ်ကော်မရှင်ဦးဆောင်ကျင်းပါမယ်အထွေထွေရွေးကောက်ပွဲမှာပြည်ထောင်စုတဝန်စီယုံမဲ့ပါတီ6ခုနဲ့တိုင်းဒေသကြီးဒါမှမဟုတ်ပြည်내တစ်ခုအတွင်မှသာစီယုံမဲ့50ပါတီဝင်ပြိုင်ကြမှာပါ ပြည်ထောင်စုတဝင်းစီယုံမယ်စစ်တပ်ကြောထောက်နောက်ခံပြုထားတဲ့တန့်ခါရေးပါတီကကိုစလေလောင်း1048ဦးအထိအများဆုံးဝင်ပြိုင်မှာဖြစ်တယ်လို့စစ်တပ်ကအရာရှိအချို့လဲအငိမ့်စားယူပြီးအဲ့ဒီပါတီကနေရွေးကောက်ခံမှာဖြစ်ပါတယ်စစ်ကော်မရှင်လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေတီဆဲနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ရထားကြပြီးရွေးကောက်ပွဲဝင်ပြိုင်ကြမဲ့ပါတီတွေထဲမှာအတိုက်အခံအင်အားကြီးနိုင်ငံရေးပါတီတွေမပါဝင်ပါဘူး အထူးသဖြင့်ပြီးခဲ့တဲ့ထွေထွေရွေးကောက်ပွဲမှာတနိုင်ငံလုံးအတိုင်းအတာရမဲအများဆုံးအနိုင်ရရှိခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအပါအဝင်ရှမ်းတိုင်းဒေသညဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ရခိုင်အမျိုးသားပါတီ APN တို့ဖြစ်ပါတယ်ဒီလိုမျိုးပြည်သူလူထုရဲ့အသေးစားကမဲတပြားကိုအယယူနိုင်ခဲ့ကြတဲ့အတိုက်ခံအင်အားကြီးပါတီတွေမပါဝင်တဲ့အထွေထွေရွေးကောက်ပွဲမှာစေကောင်းဆောင်ကတော့ပါတီစုံဒီမိုကရေစီစနစ်လို့ကြွေးကြော်နေတာပါ နိုင်ပြီးတာကတော့သဘောတရှိတော့အစုံလေးနဲ့နိုင်ငံရေးခံယူချက်ကွဲပြားတဲ့ပါတီတွေမပါဝင်တာကြောင့်ပါတီအရေးအတွက်များတာကလွယ်ရင်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမဟုတ်ဘူးလို့ထောက်ပြပါတယ်။ဆေအိုစုကလက်ရှိရွေးကောက်ပွဲမှာဝင်ပြိုင်ပေးထားတဲ့ပါတီပေါင်း90ကျော်60လောက်ကကြီးလိုက်လို့ရှိရင်သူတို့စန့်ကျင်တဲ့ပါတီမဟုတ်ဘူး။သူနဲ့သဘောထားတိုက်ဆိုင်နေသူပြောလို့ဆိုလို့ရတဲ့ဆိုတဲ့သူကိုပဲပါတီထားတာ။ဆိုတော့ဒါကပါတီများတဲ့ရွေးကောက်ပွဲပဲဖြစ်တာပေါ့။ပါတီစုံတဲ့ရွေးကောက်ပွဲတော့မဟုတ်ဘူး။ သဘောထားစုံလင်ကွဲပြားတဲ့ရှုထောင့်စုံလင်တဲ့နိုင်ငံရေးခန့်ယူချက်စုံလင်ကွဲပြားတဲ့ပါတီတွေဝင်ပြိုင်တဲ့ရွေးကောက်ပွဲမဟုတ်ဘူးဆိုတော့ဒါကပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမဟုတ်ဘူးပေါ့လို့ဆိုပါတယ်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့အချက်အလက်တွေအရလာမယ့်ဒီဇင်ဘာမှာစတင်ကျင်းပမယ်အထွေထွေရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ဖို့အမည်စရင်တင်သွင်းတဲ့ကိုယ်စားလှယ်လောင်းပေါင်း9023ဦးရှိရလို့သိရပါတယ် ဆရာနာရှင်စနစ်ကိုစန့်ကျင်နေကြသူတွေတော်လိုက်ရေးအင်အားစုတွေနဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကတော့စစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲဟာအတူရောင်လို့သာသတ်မှတ်ထားကြပါတယ်။ဒါကြောင့်ဆရာနာရှင်စနစ်ကိုတတ်ဆိုးရှိစေမဲ့ရွေးကောက်ပွဲကိုစန့်ကျင်တိုက်ဖြတ်သွားမှာဖြစ်လို့ထိန်းချုပ်စိုးမိုးနေမြေအတွင်ကျင်းပခွင့်ပြုမှာမဟုတ်ဘူးလို့သဘောထားကိုစီထုတ်ပြန်ထားကြတာပါ။ ဒီအပေါ်စစ်ကော်မရှင်ကအထွေထွေရွေးကောက်ပွဲကိုပြတ်ပြအောင်ဟော်ပြောလုံဆောင်နှောက်ရှက်ဟန်တားတွေဆိုပြီး KNU နဲ့ချင်းပြည်ကောင်စီကကောင်းဆောင်တွေပါဝင် AA အဖွဲ့တို့ကိုရွေးကောက်ပွဲကောက်ွယ်ရေးဥပဒေနဲ့အမှုဖွင့်ထားပါတယ်။ဆက်လက်ပြီးရွေးကောက်ပွဲကာလစစ်မှုထမ်းခေါ်ယူမှုမရက်ဟုစစ်ကော်မရှင်ဆိုမဲစင်းရင်စစ်စေးချိန်နဲ့မဲပေးချိန်မှာပေါ်တာဆွဲခံရမှာကိုလူငယ်တွေစိုးရိမ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှပြပါတယ်။ လာမယ့်2025ခုနှစ်အထွေထွေရွေးကောက်ပွဲကာလအတွင်းမှာစစ်မှုထမ်းစစ်ခေါ်တာကိုယာယီရက်ဆိုင်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီသတင်းတွေကိုဖေချပြီးစစ်မှုထမ်းစစ်ခေါ်မှုကိုရက်တက်မှာမဟုတ်ဘူးလို့စစ်ကော်မရှင်ရဲ့ပြည်သူ့စစ်မှုထမ်းစစ်ခေါ်ရေးဗဟိုအဖွဲ့ကသူ့ရဲ့ဝါဒဖြန့်မီဒီယာတွေမှာတရားဝင်ပြောကြားလိုက်ပါတယ်။2024ခုနှစ်ဖေဖော်ဝါရီလမှာပြည်သူ့စစ်မှုထမ်းဥပဒေကိုစစ်ကော်မရှင်ကအသက်သွင်းခဲ့ပြီးတဲ့နောက်မှာတော့တနိုင်ငံလုံးအတိုင်းအတာနဲ့လူငယ်တွေကိုဖမ်းဆီးပြီးစစ်မှုထမ်းခိုင်းစေမှုတွေစက်တိုက်လှုပ်ဆောင်လာပါတယ်။ ဒီလိုအခြေအနေမျိုးမှာရွေးကောက်ပွဲမတိုင်မီ6လလစစ်မှုထမ်းခေါ်ယူမှုရန်နာမယ်လို့မျှော်လင့်ချက်သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လက်တွေ့မှာတော့ရန်နာမှုမရှိတဲ့အပြင်ပိုဆိုးလာနိုင်တဲ့အခြေအနေတွေဖြစ်နေပါတယ်။ဒီတရားမဝင်ကျင်းပတဲ့ရွေးကောက်ပွဲမှာဆိုရင်လည်းအပြင်ထွက်လာတဲ့လူငယ်တွေကိုဒီလိုအာရမစစ်သားစုဆောင်တဲ့ကိစ္စမလုပ်ဘူးဆိုတာဘယ်သူမှအာမခံပေးနိုင်မှာမဟုတ်ပါဘူးလို့အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါတယ်။ စစ်ကော်မရှင်ကသူတို့ထိန်းချုပ်ထားတဲ့နေရာတွေမှာမဲစင်းတွေကတ်ထားပြီးမယ်လူငယ်အများစုကတော့မဲစင်းမှာကိုယ်နာမည်ပါမပါစစ်ဆေးဖို့ထက်စစ်မှုထမ်းဖို့အာရမဖန်ဆီးခံရမှာကိုပို့ပြီးတော့စိုးရိမ်နေကြတာဖြစ်ပါတယ်။မဲပေးရမယ်ဆိုရင်တော့မပေးရဘူး။သူတို့အတွက်မဲပေးရမှာဖြစ်လို့စွဲတော့မစွဲတော့ဘူး။ဒါပေမဲ့အလက်ကားနေရင်တော့လိုက်စွဲနေတာဆိုတော့စွဲမှာကိုကြောက်တယ်လို့စကိုင်းမြုပ်ကန်တအူကတည်င်းဌာနကိုသူ့ရဲ့စိုးရိမ်မှုနဲ့ပတ်သက်ပြီးပြောပြခဲ့ပါတယ်။ မဲယုံကိုလာတဲ့လူငယ်တယောက်ကိုဖမ်းဆီးလိုက်တာနဲ့အခြားမဲဆန္ဒရှင်တွေကိုပါထိတ်လန့်စေပြီးမဲအီအတွက်ကြာစင်းသွားနိုင်တာကြောင့်ရွေးကောက်ပွဲကာလမှာဖမ်းဆီးမှုတွေလျော့နေနိုင်တယ်လို့အချို့ကသုံးသပ်ကြပေမဲ့လုံခြုံရေးအတွက်အာမခံချက်မရှိတဲ့အပေါ်မှာတော့စိုးရိမ်စိတ်တွေရှိနေကြဆဲဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတာကတော့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးနိုင်ငံရေးပါတီတွေရဲ့ယက်တီချက်ပါ စစ်ကော်မရှင်ရဲ့ဝါဒဖြန့်သတင်းမီဒီယာတွေကတော့ဒီနှစ်ဇန်နဝါရီ23နဲ့24ရက်နေ့တွေမှာလုတ်ခဲ့တဲ့ NSPNC ရဲ့နိုင်ငံရေးပါတီတွေရဲ့အစည်းအဝေးသတင်းကိုဖော်ပြရမှာတော့နိုင်ငံရေးပါတီတွေကပြည်သူ့စုမှုရန်ဥပဒေအရအရေးအတွက်တိုးမြင့်ခေါ်ယူရေးကိုအကြံပြုဆွေးနွေးခဲ့ကြတယ်လို့သတင်းထုတ်ပြန်ထားတာတွေလည်းရှိပါတယ်ပြီးခဲ့တဲ့ဇွန်လ25ရက်ကနေ28ရက်အထိနေပြည်တော်မှာကျင်းပခဲ့တဲ့ငြိမ်းချမ်းရေးဖိုရမ်မှာတော့ နိုင်ငံရေးပါတီတွေကရွှေခောက်ပွဲအကြိုကာလနဲ့ရွှေခောက်ပွဲကာလအတွင်းမှာစစ်မှုထမ်းဥပဒေအရလူသစ်စုဆောင်တာကို6လကနေတနည်းအထိဆိုင်းငံ့ပေးဖို့ဆွေးနွေးတောင်းဆိုခဲ့ကြတယ်လို့ဆိုပါတယ်။နိုင်ငံရေးပါတီတွေရဲ့ယက်တီချက်ဘလို့ဖြစ်နေပါစေစစ်ကော်မရှင်ကတော့သူတို့ရဲ့စစ်အင်အားလိုအပ်ချက်အတွက်လူသစ်စုဆောင်မှုတွေကိုအရှိန်အဟုန်နဲ့ဆက်လက်လှုပ်ဆောင်နေပါတယ်။စစ်ကော်မရှင်ရဲ့စည်ရင်းတွေအရာ တင်နန်းအမှတ်စဉ်တခုကိုတင်နန်းသား9000လုံးနဲ့ခေါ်ယူနေပြီးစက်တင်ဘာလ15ရက်နေ့ကဖွင့်လှစ်ခဲ့တဲ့အပတ်စဉ်18ရက်အထိဆိုရင်စစ်မှုထမ်း8000ထက်မနည်းခေါ်ယူခဲ့ပြီးဖြစ်ပါတယ်။